ကျင်းကျော်ရောက်ရှိနေရတာ FC Mobile ပေါ့နော်ဘန်ကောက်မြို့မှာအကြီးဆုံး mobile game ထဲမှာဘောလုံးပြိုင်ပွဲတစ်ပွဲလို့ပြောလို့ရတယ်ဒီမှာ book camp နေအများကြီးရှိရယ် player တွေလည်းအများကြီးလာမယ်ထူးခြားတာဒီ Rio Ferdinand ပေါ့နော် Manchester United လေးကြိမ်ကြီးလာမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ buy ရှိတယ်တစ်ချက်တော့ကြည့်လိုက်ကြရအောင် let's go ဒီအခုဘန်ကောက်မှာကျင်းပနေ FC Mobile မှာပေါ့နော်နောက်မှာဆိုရင်ကျွန်တော်နောက်မှာ ပရီးမီးယားလိတကယ်အဆက်ဖလားနဲ့လီဂူ1တကယ်အဆက်ဖလားကိုလာပြီး display ထားတယ်။သူကဒီပရီးမီးယားလိနဲ့လီဂူ1ကတောင်းဝင်ရှိသူတွေလည်းပါလာရပေါ့နော်။ဖလားကိုထိခွင်းတော့မရှိဘူး။ဒါပေမဲ့အနီးကကြီးခွင်းရှိရဲ့။ ။နောက်ပြီးတော့ဓာတ်ပုံရိုက်ခွင့်ရှိရပါတော့။ကျွန်တော်နဲ့အတူဒီ Premier League Player နဲ့ League One Player ဘယ်လောက်ထင်ခံထားလဲဆိုတော့တစ်ချက်လောက်ဒီလိုလိုက်ကြည့်လိုက်ကြရအောင်။ဒါကျွန်တော်တွင်းနေရတဲ့ Trophy ကဒါ Premier League ကပုံမှန်ဆိုရင်အစစ်ကနှစ်ခုရှိရပါတော့။ဒါ Premier League ရဲ့လူတွေကျွန်တော်ကိုရှင်းပြရပါဘူး။ပထမတစ်ခုကကျွန်တော် presentation အတွက်ပေါ့နော်တကယ်ကျွန်တော်ဒီ Liverpool 2024 2025ဟောကမြောက်တဲ့ trophy ဒီ trophy ကအခုဒီရောက်နေသူကနှစ်ပတ် Premier League ရရဲ့အသင်းကိုပေးရနောက်ပြန်သူကပြန်သိမ်းတယ် cleaning လုပ်တယ် ဒါပေမဲ့ဒီကဘာပတ်ပြီးတော့ဒီတိုးလုပ်ပေးရပါတော့တိုးလုပ်ပေးရဒီကြည့်ရမယ်ဆိုကျွန်တော်ဒီတစ်ခုလုံးက solid saver saver နဲ့လုပ်ထားအပေါ် 24k garret gold နဲ့လုပ်ထားရပါတော့အဲ့တော့သူကဒီဟာနှစ်ခုရှိရမှာတစ်ခုကိုကျွန်တော် presentation လုပ်ဖို့တောက်လျှောက်ကဘာပတ်တယ်နောက်တစ်ခုကိုကြာတော့ premier league ရတဲ့အသင်းကိုတစ်နှစ်လုံးပေးထားတယ်နောက်ပြီးရင်ပြန်သိမ်းတယ်ပေါ့နော်အဲ့တော့သူပြောမှော်ရဆိုရင်တော့ ကျွန်တဲ့ကျွန်တော် Manchester United က Trophy Cabinet မှာရှိရတဲ့ဒီ Replica 1တွေပေါ့နော်ဒီ club တွေက Premier League တစ်ခုကိုနိုင်သွားပြီဆိုရင်ရသွားပြီဆိုရင်တို့ကတစ်နှစ်ပဲသိမ်းခွင့်ရှိရလို့သိထားပါတယ်ဆိုတော့ Premier League Trophy အကြောင်းဒါ Premier League ကတာဝန်ရှိသူနှစ်ယောက်ကျွန်တော်ကိုဘွားပါရှင်းပြသူကဒီဗီဒီယိုမှာပါလို့မရဘူးပဲသူကစီမင်းစီကံရဒါပေမဲ့ main knowledge ဒီ audience ပေါ်ကျွန်တော်ရဲ့ကြီးစုတဲ့သူကို သိစေချင်လို့ရှင်ဟာပြောပြမယ်ဆိုတော့ဒါကျွန်တော်ပြန်လေး sharing လုပ်ပေးရပါဆိုတော့ trophy လေးကိုနီးကက်တစ်ချက်လောက်ထပ်ပြီးတော့ကြည့်လိုက်ကြရအောင်ဟို solid save နဲ့လောက်ထားဒါက liverpool မြောက်ထားတဲ့ premier league trophy ပေါ့ဒီအရောက်ဆိုတော့လက်စ်ဂို bye bye ဒါတော့ကျွန်တော် manchester united ရထားတဲ့နှစ်တွေပေါ့နော်။ဒါတော့ရွှေရောင်တန်းခဲ့တဲ့နှစ်တွေလို့ပြောလို့ရတယ်။နော်ဗျာဒါမန်ချက်စတာယူနိုက်တက် it was so long we need to go back to our glory days so down league 1 club ဘောနော် league 1 club ကဘယ်တော့ဒီမှာအရာလေးပါ scratch အရာလေးပါတွေ့နေရတော့ဖလားမြောက်တော့ကောင်းကောင်းမမြောက်ထားဘူးလေသူက ဆိုတော့အမောဒီ champion ဒီနေ့2016ဒါ league one 2016 PSG ရတော့ဟာဟာဂျူလာနဲ့တူကျွန်တော်အထင်ပါလေ2016ဆိုပြီးတော့ရေးထားတော့တွေ့ရပါဘူးဒီ trophy က2013 2014လို့ရေးထားရပါဘူးဒါပေမဲ့ဒီအောက်မှာ PSG league one 2016ဆိုပြီးတော့ရေးထားရပါတော့ဆိုတော့လူလည်းတခြားမသိဘူးဒါပေမဲ့ဒီအရောက် ် authentic ဖြစ်ကြောင်းပေါ့အစစ်ဖြစ်ကြောင်းကို certify လုပ်ပြီးသား high ပေါ့နော်အာသူက Manchester United fan man တီရောကျွန်တော် Man U ရဟိုင်းနေတည်းရှိရဲ့အဲ့ဒါကြိုက်ွားပါအောင်ဆိုပြီးပြောရမှာ shut up shut เสียကြီးကြားလာနေပြီတကယ်တကယ်ရဟိုင်းကျွန်တော်10နှစ်လောက်ရှိအောင်ပဲပေါ့နော်အဲ့တော့ ကျွန်တော်တော့ trophy Premier League trophy အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။ဒါအလေးကြီးရောဖြစ်လာတော့တိတိလား။သူပေးမကန်ဘူးကျွန်တော်အာထီထီလို့မရဘူးရက်ဒါပေမဲ့ဘယ်အနည်းကဓာတ်ပုံရိုက်လို့ရတယ်ဗီဒီယိုရိုက်လို့ရတယ်အဲ့လိုမျိုးပြောတယ်။ဆိုတော့ okay ကျွန်တော်ရေတစ်ချက်တော့ IC level နဲ့ထပ်ပြီးတော့ကြည့်လိုက်ကြအောင်။ ခဏနေတော့ကျွန်တော် Rio Ferdinand ဒီ arena ရဲ့ကိုရောက်လာပြီပေါ့နော်ကျွန်တော် သူနဲ့ဓာတ်ပုံရိုက်မယ်လက်မှတ်ရမှုအတော့ကိုစူးစမ်းတော့မှာဖြစ်ပါတယ်အားလုံးပဲတစ်ချက်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးခင်ဗျာ poe ma chao lu yan mya lo bo no chano tu ye hotel thi cha chano lamat twa taw ne a si sin bo no ုတ်ပါရဲ့ဒီလိုမေးလိုက်တာနဲ့ Rio Ferdinand ကကျွန်တော်တို့မှတ်မိနေတော့ပါပဲဆိုတော့ဒီသူလာမယ်လို့ကတိပေးခဲ့တာကိုလည်းအခုထိမမေ့သေးဘူးဆိုရဲအကြောင်းပြောသလိုကျွန်တော်မြန်မာနိုင်ငံမှာ Man U fan တွေအများကြီးရှိရအောင်လည်းသိရဲဆိုပြီးကျွန်တော်ပြောခဲ့ပါတယ်ခင်ဗျာနောက်ပြီးတော့အဲ့လိုပြောပြီးချင်းချင်းမှာပဲ Rio ရဲ့ reaction ကတော်တော်လေးကိုထူးဆန်းတယ်ကျွန်တော်ဓာတ်ပုံရိုက်မလားဆိုပြီးတော့စမေးပါတယ်1 2 3 1 2 3 Thank you. ကောကျွန်တော်အမေတမီကျွန်တော်စတော့မှာဖြစ်ပါတယ်။ဟုတ်ကြအစင်ပြေလား။ Very very happy. Very very happy. ပြောရနော်။လေတကုံဖြီးနေရုပ်ကမစိနိုင်တော့။ဒါလေးပဲလေပြပါဦး။ကျိုးအောင်လားလေ။ဒါလေးရော။ ။အားလေး။ဆိုတော့ကျွန်တော် FC online ပွဲ foreigner က special guest အနေနဲ့လာတည်လို့ကျွန်တော်ကသူ့ရဲ့ hotel ကိုရောက်နေရ။အဲ့တော့ကူအောင်အောင်တွေ့ရတိုင်းပဲ hotel မှာ Rio foreigner နဲ့တွေ့ခဲ့ရတယ်။တပ်ဖုံလည်းရိုက်ခဲ့ရတယ်ပေါ့နော်။ဆိုတော့ကျွန်တော် jersey နှစ်ထည်နဲ့အာ auto ရခဲ့ရပေါ့နော်။တစ်ထည်ကတော့ကျွန်တော်ဒီဝတ်ထားတဲ့အထည်မှာသူထိုးထား Rio foreigner auto ဆို foreigner တဘောကောင်းတယ်။ဘယ်လိုလဲဆိုတော့ကျွန်တော်ကသူ့ကိုအရင်မိတ်ဆက်တာပေါ့နော်။ ငါမြန်မာပြည်မှာတွေ့ဘူးရဲ့လေဘာညာပေါ့ပြောချင်မှာဟုတ်လားအဲသူကအာတွေ့ရဝမ်းတာရဲ့တွေ့ရဝမ်းတာပါရဲ့ပေါ့နော်နောက်ပြီးတော့လက်တီအောင်တုံနေအခုဒီတွေ့ရဝမ်းတာပါရဲ့ပြောပြောနောက်ပြီးတော့သူကလက်မထိုးပြီးရဲ့သူကိုယ်တိုင်ပဲဓာတ်ပုံရိုက်မလားတဲ့ဓာတ်ပုံဓာတ်ပုံရိုက် you want photo ဘာညာနဲ့ပြောပြောနောက်တစ်ခါကျွန်တော်က shop ပင်နဲ့ထပ်ပြီးတော့အလဲဒီငါဂျာစီဘောလေးမှာထိုးပေးပါဦးဆိုတော့အလဲထိုးပေးခဲ့ပေါ့နော်ဆိုတော့ဒါတော့ ဒီနေ့ကတော့အရန်ဟိုကြော်စရာကောင်းတဲ့နေ့ဖြစ်သွားပြီ။ဘာလို့ဆိုတော့ Premier League အဲ Trophy အစ်စ်လည်းအပြင်မှာတွေ့ခဲ့ရသလို Premier League ကဒူဝင်နဲ့သက်ဆိုင်ရာဒူဝင်နဲ့စကားပြောခွင့်ရလိုက်တယ်။နောက်ပြီးတော့အခု Rio Final နဲ့လည်းအနီးကပ်လုံးဝအေးအေးဆေးဆေးတွေ့ခဲ့ရတယ်ပေါ့နော်။ဆိုတော့အားလုံးပဲ join video လေးကိုကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်။အမေတာလှပိုင်းနေဒီပိုင်ဆိုင်ကြပါစေလို့ဒီကနေ့စုမုံကောင်တောင်းမိလိုက်ပါဘိုင်ဘိုင်ဒီလိုဗီဒီယိုလေးကျွန်တော်ဆက်ပြီးရောလို့ဖို့ရှိပါတယ်အားလုံးပဲ စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ